ချင်းလေးပေါ့နော်ပုံလေးပုံလေးတချင်းလေးရဲ့လီတီခန်လေးလေးကိုကျွန်တော် share လုပ်ပေးတော့မှာဖြစ်ပါတယ်။ဘူကီကတော့သူကပိုဒီနံပါတ်1အကွက်မှာညှက်ထားပြီးတော့သူ GK နဲ့တီးဆောင်။သူအရင်ဆုံးဘယ်လိုလားလဲဆိုတော့အဲ့ဒီပိုင်းလေးပေါ့နော်။အဲ့ဒါ3ဂျူ5အကွက်ပေါ့နော်။ဒီက3ဂျူ3အကွက်ကနေပြီးတော့4အကွက်ကို slice ဆွဲမယ်။ပြီးရင်4ဂျူ6အကွက်ပြီးရင်4ဂျူ9အကွက် ပြီးရင်3ကြိုး4ခွဲ့ပြီးရင်3ကြိုး5ခွဲ့ပြီးရင်3ကြိုး9ခွဲ့ပြီးတဲ့ခါမှာ2ကြိုး5ခွဲ့ပေါ့နော်အဲ့လိုလေးပေါ့နော်အဲ့လိုလေးပေါ့နော်ပြီးရင်ခါမှာ2ကြိုး9ခွဲ့ကနေ10ခွဲ့ကိုစလိုက်ဆွဲမှာပေါ့နော်ပြီးတဲ့ခါမှာ2ကြိုး9ခွဲ့ကိုပြန်တီးမယ် ပြီးတဲ့ခါမှာ2ကျိုး5ခွက်ကနေပြီးတော့9ခွက်ကို slice ဆွဲမယ်။နောက်တစ်ချက်ထပ်ဆွဲမယ်။ပြီးတဲ့ခါမှာ2ကျိုး5ခွက်ပြီးတဲ့ခါမှာ2ကျိုး3ခွက်အလိုလေးပေါ့နော်။အလိုလေးပေါ့နော်။ပြီးတော့နောက်တစ်ပိုင်းကျတော့3ကျိုး4ခွက်ပေါ့နော်။ပြီးတဲ့ခါမှာ2ကျိုး3ခွက် ီးတဲ့အခါနှစ်ကျိုးခုနှစ်ကွက်ပြီးရင်နှစ်ကျိုး6ကွက်ပြီးရင်5ကွက်အဲ့လိုလေးပေါ့နော်ကျွန်တော်အစားနေဖြည်းဖြည်းချင်းပြန်ကြည့်ကြပါမယ်ဒီကနော်နောက်တစ်ပိုင်းဆက်သွားမှာပေါ့နော်နောက်တစ်ပိုင်းကျတော့သူက3ကျိုး1ကွက် 3ကျိုး2ကွယ်3ကျိုး4ကွယ်3ကျိုး5ကွယ်3ကျိုး9ကွယ်3ကျိုး9ကွယ်မှာနှစ်ချက်တီးမယ်ပေါ့နော်အဲ့လိုလေးပေါ့နော်ကျွန်တော်အစနဲ့တီးပြပါမယ်ပြီးတဲ့အခါ3ကျိုး5ကွယ်ကိုပြန်သွားမယ်နှစ်ချက်တီးမယ်ပြီးရင်3ကျိုး4ကွယ် ြင်3ကျိုး2ကွယ်ပြင်4ကျိုး5ကွယ်ပြင်4ကျိုး4ကွယ်ဖြည်းဖြည်းချင်းတီးပြပါမယ်ကျုပ်ကိုအရင်ကတော့မသိကျွန်တော်အစနေဖြည့်ချင်းပြန်တည်ကြပါမယ် ီးတော့နောက်တစ်ပိုင်းကျတော့အဲ့ဒီပိုင်းလေးကိုကျွန်တော်ရှင်းပြပါမယ်ပေါ့နော်အဲ့ဒါ၄ဂျိုး၂ကွက်၄ဂျိုး၄ကွက်၄ဂျိုး၅ကွက်ပြီးတော့၃ဂျိုး၂ကွက်ပြီးတဲ့အခါ၂ဂျိုး၃ကွက်ပေါ့နော်ပြီးတဲ့အခါမှာ၃ဂျိုး၄ကွက် ပြက်ကမှာ2ကျိုး3ခုကိုပြန်ထပ်စင်းမယ်ပြက်ကမှာ3ကျိုး4ခုကိုပြန်တက်မယ်အမှနောက်တစ်ချက်ထပ်တည်မယ်ပြက်ကမှာ3ကျိုး3ခုပေါ့နော်ပြက်ကမှာ3ကျိုး2ခုပြင်3ကျိုး1ခုအဲ့လိုလေးပေါ့နော်ပြက်ကမှာ4ကျိုး2ခုပေါ့နော်အဲ့လိုလေးပေါ့ ကျွန်တော်ဖြည်းဖြည်းချင်းတိပြပါမယ်နောက်ထပ်ဆက်သွားမယ်ပေါ့နော်အဲ့ဒီပိုင်းလေးじゃခုနကလိုပဲပေါ့နော်ဒီ3ဂျို1ကွယ်3ဂျို2ကွယ်3ဂျို4ကွယ်3ဂျို5ကွယ်3ဂျို9ကွယ် နှစ်ကျူး၅ခွက်အဲ့လိုလေးပေါ့နော်ပြီးရကမှာနှစ်ကျူး9ခွက်ကနေ10ခွက်ကိုစလိုက်ဆိုရမယ်ပေါ့နော်ပြီးရကမှာနှစ်ကျူး9ခွက်ပြီးတော့အဲ့နှစ်ကျူး9ခွက်ကနေပြီးတော့10ခွက်ကိုဟမ်းမအောင်လေးပေါ့နော်အဲ့လိုလေးပေါ့နော်ရှိခွက်ကိုတစ်ချက်ထောက်မယ်ပြီးတဲ့ခါမှာ အဲ့ဒီ neck ခလေလေးနဲ့ပဲဆွဲချလိုက်မယ်ဘယ်လိုနေပါတော့ပြီးတဲ့အခါမှာ3ဂျူ6ခွက်ပါနော်ပြီးရင်2ဂျူ9ခွက်လိုလေးပေါ့နော်ပြီးတော့မှာ3ဂျူ6ခွက်ကနေပြီးတော့7ခွက်ကို slice ဆွဲမယ် slice ဆွဲပြီးရင်2ဂျူ8ခွက်ပေါ့နော် နှစ်ကျိုး၈ဘွက်ပြီးနှစ်ကျိုး၁၀ဘွက်ပေါ့နော်လိုလေးပေါ့နော်ပြီးတဲ့ခါမှာတကြို30ကွက်ပြီးတဲ့ခါတကြို9ကွက်ဆုပ်သွားကြလားမသိဘူးကျွန်တော်ပြန်ပြမယ်ပေါ့နော်အလိုလေးပေါ့နော်ပြီးတဲ့ခါမှာတကြို30ကွက်ပေါ့နော် ပြီးတဲ့ခါမှာတကျိုးခုနှစ်ခွက်ကိုပြန်တီးမယ်ပြီးတဲ့ခါမှာနှစ်ကျိုး၁၁ခွက်ပြီးတော့နှစ်ကျိုး30ခွက်ပြီးရင်နှစ်ကျိုး9ခွက်ပြီးရင်3ကျိုး9ခွက်အဲ့လိုလေးပေါ့နော်ကျွန်တော်ဖြည်းဖြည်းချင်းတီးပြပါမယ် ီးတဲ့ကမှာနောက်တစ်ပိုင်းကိုဆက်သွားမယ်ပေါ့နော်နောက်တစ်ပိုင်းကျတော့ဘယ်လိုလဲဆိုတော့လိုလေးပေါ့နော်ဒါဘယ်လိုတီးလဲဆိုနှစ်ကျိုး၉ကွက်နှစ်ကျိုး၁၀ကွက်တကျိုး၇ကွက်တကျိုး၁၀ကွက်မှာနှစ်ချက်တီးမယ်ပြီးရင်တကျိုး၈ခွက်မှာနှစ်ချက်တီးမယ် ပြီးရင်တကျိုးခုနှစ်ကွယ်ပြီးရကမှနှစ်ကျိုး30ကွယ်ပေါ့နော်ပြီးရကမှနှစ်ကျိုးခုနှစ်ကွယ်နှစ်ချက်တီးမယ်ပေါ့နော်နှစ်ကျိုးခုနှစ်ကွယ်မှာပြီးရကမှနှစ်ကျိုး8ကွယ်အဲ့လိုလေးပေါ့နော် စာနေပြီးတော့ဖြည်းဖြည်းချင်းပြန်တည်ပြပါမယ်။ ါလေးပါပဲဗောနော်အားလုံးပဲ like တီးလို့အစီအပြေကြပါဦးကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးလုပ်ပေးဖို့တောင်းဆိုပါတယ်ကဲနောက်ထပ် video မှာပြန်လည်းဆုံးလို့ကြပါနော်